ကဲမင်္ဂလာပါမင်္ဂလာပါမျိုးတို့ကြီးဒီကနေ့ရတော့ဗောနော်ကျွန်တော်တို့20 day တွေကကီးထိတ်ကီးထိတ်ကဆိုရင်ကျွန်တော်တို့เนาะ3ရက်ရှိသွားပြီဟိုဟာထိတ်အနေနဲ့မဆွဲပဲကီးအနေနဲ့ဆွဲခဲ့တယ်เนาะဒါကလည်းကျွန်တော်သတိထားရမယ့်အချက်ကလေးဖြစ်လာပါတယ်เนาะ2 5ဆိုတဲ့အခါမှာ9ကျွန်တော်တို့ထိတ်မဖြစ်ပဲနဲ့အပိတ်ဖြစ်သွားခဲ့တယ်ညနေပိုင်းမှာ8 9 เนาะရှစ်ကိုဒီကီယိုယိုတွေအကုရှင်မှာဇက်တိုက်ကိုအထိတ်ဒီဆွဲနေရေเนาะအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်မနေ့ကပြောခဲ့တဲ့နှစ်ခွန်ဗရိတ်နှစ်ခွန်ဗရိတ်ထွက်ပြီးသွားရင်နှစ်ခွန်၄ခုဆိုဗရိတ်က300ရက်တွေထွက်ရမယ်ဆိုတော့အကကြတော့တင်းင်းလာအင်္ဂါဆိုပြီးတော့ကျွန်တော်တို့မထွက်ဘူးเนาะဗုဒ္ဓဦးနေရာဒါနောက်ဆုံးမဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကနှစ်ခွန်၄ခုဗရိတ်ကိုပဲကျွန်တော်ကမိန်ထားပြီးကစားရမယ်ဆိုတဲ့နေရာမှာအကိုပြရမယ်ဆိုရင်ညမှာကျွန်တော်တို့ခွန်ပရိတ်ကမနေ့ကောညအောင်ဆင်းသွားခဲ့တယ်เนาะဒါကလည်းမှန်ခဲ့တယ်။သို့တော်ညလည်းကျွန်တော်တို့ကျွန်တော် တွက်ပွင့်မှာကျွန်တော်ထုတ်ထားတဲ့ခန်းနေမှာမအောင်မြင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီဟာလေးပေါ့နော်ဒီဟာလေးဆိုရင်ကျွန်တော်တို့ဇက်တိုက်ကိုအောင်ခဲ့ပြီเนาะကျွန်တော်အနည်းဆုံးနှစ်တစ်ချိန်နှစ်ချိန်ရအောင်ရမယ်ဆိုတဲ့အခါမှာသူကနှစ်ချိန်မြောက်ထိအောင်သွားခဲ့တယ်เนาะဒီကနေ့အိုက်တမ်မှာနှစ်ချိန်မြောက်အောင်တာကိုထူးထူးခြားခြားရခဲ့တဲ့လူတွေလည်းရှိပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့ဒီ20နည်းလေးရဆိုရင်လည်းကျွန်တော်တို့အချီနည်းမဖြစ်ခဲ့ပါအောင်ကြာเนาะစာပြီးပေးကစားတော့တချို့ကကျွန်တော်နည်းနည်းဟောပါတော့နော်ထင်မြင်သေးတဲ့စကားလုံးလေးဒီပါလာပါတယ်ဒါဒီလည်း ရှိတတ်ပါတယ်လေအဲ့တော့ကျွန်တော်တို့20လေးပဲစလိုက်ကြအောင်ကြာနော်အဲ့တော့ကျွန်တော်တို့20လေးစမယ်ဆိုရင်ဘယ်ကစမလဲဆိုရင်6399ကစမယ်ဗျနော်6399ဒီ20လေးရဆိုရင်20ဟောင်းလေးပါပဲနော်ကြားလိုက်ကောင်မားဒီချင်းပြဖူးပါလေအဲ့ပြတ်ထားလေးပါကျွန်တော်ထည့်ထွက်ပါမယ်ပြီးရင်ဘယ်လောက်ထိမှန်လဲဆိုတာဟိုလူဟောင်းတွေကတော့ကျွန်တော်ရဲ့20တွေကိုတိနေပြီပြက်လဲပြန်တွက်ပြလဲလက်ခံတယ်เนาะ လူတစ်တွေကတော့ဒါလက်ခံရင်မှခံမယ်ပေါ့နော်အဲ့မှာဒါပေမဲ့ဒီတွက်လာတဲ့အခါမှာဘယ်လောက်ထိမှန်လာလဲဆိုတော့တိလာရင်သူတို့လည်းလက်ခံလာပေါ့ပေါ့နော်ဒါပေမဲ့ဇွတ်တော့လက်မခံခံဘူးနော်ကြိုက်မှလက်ခံအဲ့တော့တွက်မယ်ဆိုရင်63 99 3နဲ့စမယ်63 99ပြီးရင်18 11 99နောက်ပြီးသွားတဲ့အခါကျတော့94 94ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်တဲ့နော်အဲ့လိုထွက်ထားတာကိုကျွန်တော်တွက်ပါမယ်ဒီ20လေးတွေက ကျွန်တော်ရမယိုးနိုင်တော့တဏီလေးတွေပါเนาะဒီမှာ3ဒီမှာ4နှလုံးပေါင်းတော့ခွန်းနဲ့ခွန်းနဲ့ခက်က3ည3ညပါပါ5ခွန်း3ည5ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့ခါကြတော့4ကိုတဲ့မအောင်ပါဘူးခွန်း4ခွန်း4တဲ့ခွန်း4မှာတော့ကျွန်တော်တို့ခွန်းတစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ เนาะไอ้လိုเนี่ยကျွန်တော်တို့ရှေ့มาတယ်အောင်လာခဲ့တာရှိရေเนาะဒါပဲကျွန်တော်ဒီအနေနဲ့ဖြတ်ပြနေမှုဆိုရင်လည်း2ရက်3ရက်ဖြစ်နေတယ်မြေเนาะဘလောက်ထိမှန်လာခဲ့ရှေ့มาဘလောက်ထိမှန်လာဆိုပြန်ပြရမယ်ဆိုရင်เนาะအဲ့တော့အဲ့ဒီလိုမှန်လာခဲ့တဲ့ဟာမှာဒီပင်မှာကျွန်တော်တို့ပြတ်ပါတယ်เนาะအမှားပါလားပါရတယ်ဆိုရင်3 6 3 2 3 6 3 2 9 4 3ည2 9 4 3ည18 18 18 18ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တာပါတယ် အဲ့ဒါအတွက်မဲ့ဆိုရင်3ရဲ8ကဲပေါင်းတော့1 1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 1 8 3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်ဒီအပြင်မှာ1 8 3ဆိုတဲ့ကီးကလုံးဝမထိခဲ့ပါဘူး။ဘာထွက်သွားလဲဆိုတဲ့အခါကျတော့4 9မအောင်ပါဘူး။9 9 9 9တဲ့9 9တဲ့နော်မအောင်မဲနဲ့ဒီအပြင်မှာကျွန်တော်ပြတ်ပါတယ်။အဲ့လိုပြတ်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့20ဒီထုံးကြံနိုင်မယ်ဆက်လက်ပြီးတော့စတိုက်မှန်ကန်လာတဲ့အတွက်ကျွန်တော်ဒီချိန်ထိသုံးနေကြမယ်ဖြစ်ပါတယ်။ကဲတော့နောက်တစ်ပြန်တော့တက်ပါမယ်။ 3863333333333999ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွေ့မယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်၈ကဲ9ရဲ့ပေါင်းခွန်းခွန်းနဲ့ခက်က3933ပါပါ9ခွန်း35ဆိုရယ်ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့35 35တဲ့35မှာ 3ညောင်း5အထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်၄၁၄၁တဲ့၄၁မှာတော့ကျွန်တော်တို့မအောင်ပါဘူးဒီမှာမှားချင်တာနော်အဲကျွန်တော်3ညောင်း5မှာအောင်ခဲ့ပါတယ်ဗျနော်ကဲနောက်တစ်ပြုံးတွက်ပါမယ်နှစ်ကိုတိရှိနှစ်ကိုတိရှိတိရှိ3688 3688 3962 3ည6 2 5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ရဲ6ရဲ့ပေါင်း5 9နှခက်က3 3ရဲ့ပါဝါ8 9 3 8ဆိုတဲ့ကြီး3လုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့85တဲ့ဩ85မှာ8ကော9အထိပြီးအခွေအနေနဲ့အောင်သွားခဲ့ပါတယ်3ခွင်3ခွင်နဲ့3ခွင်မှာလည်း3တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြန်တွေ့ပါမယ်၄၃၅၃၃၄၃၅၃၃၆၇၄၁၆၇၄၁၅၅၆၃၅၅၅၆၃၅၅၆၃၅၅၅၆၃၅ဆိုရင်ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်၃ရဲ့၅ရဲ့ပေါင်းတော့၅ငါးရဲ့နှက်ခက်က3 3ရဲ့ပါဝါ8 9 3 8ဆိုတော့ကြီး3ကြီး3လုံးမဲ့ဒီပြင်မှာထပ်ထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့8 3 8 3နဲ့ဟော အဲ့ဒီမှာလည်းရှစ်ကောသုံးဝထိပြီးအခွေအနေနဲ့ထပ်ထွက်ပြန်ပါတယ်ရှစ်ချောက်ရှစ်ချောက်ရှစ်ချောက်မှာလည်းကျွန်တော်တို့ရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ညအောင်မနေ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြင်တက်ပါမယ်3399233963931 3939993 9992ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ရဲ့ ွန်ရပေါင်းတော့ခွန်ခွန်ရနှစ်ခါက3ည3ညပါပါ5ခွန်3ည5ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3ည3 3ည3နဲ့3ည3မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်8 8 8တဲ့8မှာတော့မအောင်ပါဘူးဗျာကဲနောက်တစ်ပြောင်းတွက်ပါမယ်3 8 8 3ခွန်88 ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါတက်မဲ့ဆိုရင်ခွန်ရဲ့တိကျပေါင်းတော့8ရှင်းရဲ့နှခက်ကတိတိရဲ့ပါဝါ6 8 6ဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 8 6 8တဲ့6 8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်6 6 ၈၆တဲ့ဟော၈၆မှာလဲ၈ကော၆ကော TV အခွေအနေနဲ့ထပ်အောင်ပြီးတော့ညမနဲ့အောင်ခဲ့ပါရဲ့။ကဲနောက်တစ်ပြောင်းတွေ့ပါမယ်။နေ၄တစ်တုံရ။နေ၄တစ်တုံရ။တုံရ၉၊တုံရ၃၉နှစ်။တုံရ၃၉နှစ်။၉နှစ်တဲ့နော်။ခွင်၄၃၉။ခွန်၄၃၉ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တာပါရဲ့။ အဲ့ဒါကိုတွက်မယ်ဆိုရင်၄ရယ်၄ရယ်ပေါင်း၈ပါတဲ့ရှင်ရနှခက်ကတိတိရယ်ပါဝါ6 8 6ပါပဲတဲ့အဲ့8 8 6ဆိုဘာထွက်သွားသလဲဆိုရဲခါကျတော့3ညာ2တဲ့မအောင်ပါဘူး2 8 8တဲ့ဟော2 8မှာ8တလုံးထိပြီးပေါင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒီတော့ကျွန်တော်တို့ကြာသတင်းတွေတီးလေးရှာလိုက်ရအောင်3 2 6 5 6 5 တုံးခွင်တလေးတုံးခွင်တလေးနင်းငါကိုရှိနင်းငါကိုရှိကိုရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်နှစ်ကဲ9ရဲ့ပေါင်းခွန်ခွန်နဲ့ခက်က3ည3ည8ပါပါ9ခွန်3 5ဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့ဒါတော့ကျွန်တော်တို့မနေ့ကအတွက်ကီးထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့3ရက်ရှိပါပြီကီးထိတ်အနေနဲ့ဆွဲပဲကီးအနေနဲ့ပဲဆွဲသွားခဲ့ပါတယ်နော် အဲ့တော့ကီးထိတ်ကမနက်ခင်းကီးထိတ်က6လေးနှစ်ဖြစ်ပါတယ်တဲ့နော်6လေးနှစ်ကီးရိုးရိုးက935တဲ့နော်အဲ့တော့ကျွန်တော်ကတော့ထုံးစံအတိုင်းပါပဲမတူညီတာဖြစ်တဲ့အတွက်ဒါကိုကတ်ပါမယ်6ခွန်6 3ည6 3ည6 5 6 5 4ခွန်4 3ည4 5 4 5 2ခွန်2ခွန်2 3ည2 3ည2 5 2 5 နှင်းငါးနှင်းငါးဆိုတာတော့ထွက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြစ်ပါမယ်အမျိုးလိုကြိုက်ရင်ထည့်ထိုးပါเนาะအဲ့တော့ကျွန်တော်တို့ကကောင်းပြီအဲ့ဒီကဏ္ဍတွေအကုန်လုံးတော့ငါတို့မထိုးကြည့်ဘူးအဲ့တော့ကဏ္ဍတွေချုပ်ကွက်ကလေးစဉ်းစားကြရမယ်စဉ်းစားကြအောင်ဆိုရင်ကျွန်တော်တို့ဘယ်လိုချုပ်မလဲဆိုတဲ့အခါကျကျွန်တော်ရဲ့ဟိုရာသက်ပန်ကတ်ဝယ်ထားတဲ့လူတွေပြန်ကြည့်ပါเนาะကျွန်တော်ရာသက်ပန်ကတ်ထဲမှာဆိုရင်မနေ့ပိုင်းတစ်ထိတ်လို့ထွက်ထားထွက်ပြီးသွားရေးနဲ့၃ရက်ဒီမှာ၁၆၄၉ဆိုတဲ့ပြိတ်ကထွက်ရမယ်တဲ့ဒီမှာတစ်ထိတ်လို့တော့ထွက်ထားတယ်ဒီမှာတစ်ပြိတ်လို့တော့ထွက်ထားတယ် နော်ဒါပေမဲ့သူ့ရဲ့တောင်းကြည့်ပြီးလို့လည်းပြောလို့ရသလိုအမှန်တကယ်ပြောရင်တော့ဒီအောက်မှာကျွန်တော်ထွက်ရအောင်မယ့်အစီအစဉ်လေးရှိနေတယ်အဲ့တော့ကျွန်တော်တို့၁၆၄၉ဆိုတဲ့ break ကိုကျွန်တော်ကြိုက်ပါတယ်နော်နောက်တစ်ခါကျတော့ဒီမှာကျွန်တော်ဟိုတနေ့ကပြောခဲ့တယ်နော်နှစ်ခွန် နှစ်ခွန်ဆိုဗရိတ်ဟာတဲ့၃ရက်အတွင်းမှာတဲ့အဲနှစ်ခွန်လေးခုဆိုဗရိတ်ကကြာရမယ်ဒီမှာမကြာရင်ကျွန်တော်ကဒီနေ့မှာနောက်ဆုံးလို့ကျွန်တော်ပြောခဲ့ပြောခဲ့တဲ့အချိန် comparate comparate ဆိုပြီးကြာတယ်အဲ့တော့ဒီ comparate ကြောင့်နှစ်ခွန်လေးခုဗရိတ်ကထက်ကြအောင်မယ်ဆိုဒီမှာနှစ်ခွန်လေးခုဆိုပြီးကြာတော့အခုတခါဒီမှာ comparate ကြောင့်နှစ်ခွန်လေးခုဆိုတဲ့ဗရိတ်ကလည်းထပ်ပြီးတော့ကြာအောင်ငဲတဲ့အော်အဲ့ဒီဗရိတ်နှစ်ခုတူညီမှုကိုကျွန်တော်ပြန်ပြီးစမ်းစစ်ကြည့်မယ်ဆိုရင်ကျွန်တော်ကလေးခုကိုကြိုက်လေးခုဗရိတ်ကိုကြိုက်အဲ့တော့ကျွန်တော်လေးခုဗရိတ်နဲ့ပတ်သက်တာလေးတို့ထုတ်လိုက်ပြီခိုးဗရိတ်လေးဗရိတ်လေးဗရိတ်ခိုးဗရိတ် နောက်တစ်ခါကိုးပရေဆိုပြီးတော့ဒီလိုမျိုးကျွန်တော်၅ခွက်ရတယ်။အဲ့ဒီထဲမှာမှကျွန်တော်ကနှစ်ခွန်ကို ပိုကြိုက်ပါတယ်တဲ့နော်နှစ်ခွန်ပိုကြိုက်ပါတယ်။ဒါအဲ့တော့ကျွန်တော်ဒီပြင်ဟိုပိုက်ပါဟိုဟာဂရုကိစ္စလေးနဲ့ကိုက်ညီတာလေးဖြစ်နေတဲ့အတွက်နှစ်ခွန်ကိုကျွန်တော်ကြိုက်ချင်းဖြစ်ပါတယ်။ကျွန်တော်ကြိုက်သူတို့အမျိုးတို့လိုက်ကြိုက်ရင်လည်းကြိုက်မကြိုက်ချင်းလည်းကိုကြိုက်တဲ့နီးလေးနဲ့ပေါ့နော်ထိတ်လေးပဲယူကစားကစားကီးလေးပဲယူကစားကစားပေါ့နော်ကစားပါနော်ဟာလာအဓိကကတော့ဘာပဲဖြစ်ဖြစ်အောင်ကိုရေးကြည့်တယ်ကျွန်တော်ပြောခဲ့ကျွန်တော်လည်းဆရာကြီးတူလောကမှာ 2D လောကမှာဆရာကြီးဆိုတာမရှိပါဘူးเนาะဟိုက 3D မှာလည်းမရှိပါဘူးเนาะအဲ့တော့အားလုံးတောင်းနေတော့ကဆွေးနွေးတိုင်မီညနိုင်အကြံပြုခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီကနေ့ကျွန်တော်ရဆွေးနွေးညနိုင်တိုင်မီအကြံပြုခြင်းဟာဒီလောက်ပဲဖြစ်ပါပါဗျာအားလုံးစိတ်ချမ်းသာရင်ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးရင်ကြာသပတေးနေ့မှာအကွက်လှလှလေးနဲ့ရကြပါစေလို့ဆုတောင်းပြီးဒီကနေ့ဒီဘူလိုခိုင်းလေးကိုကျွန်တော်ဒီမာရီမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ